တာပွားမှာလေတစ်ခါမှအဲ့မရဘူးလေဒါအခုကင်လာရတော့လေ73ညထားပြောလာပြောလာ73ညထားပြောလာငါရဲ့တော့ငါအသားပြန်လာပြောလေသူကကြားတယ်ဘုမလည်းဒင်းတော့ဈေးရနေချင်းတယ်။အဲတသားလေးတော့ဝင်လိုက်ပါဦး။နော်။တသားရော။တသားလေးကတော့ဝင်လိုက်တော့ပါမယ်ကြည့်လား။အဲ။တော့ဘယ်လိုလဲ။ဟိုက်ကျ။အဲ။ဟိုက်ကျ။ င်ရတာဘုရားအောင်ပါလေ။ဘုရားဤတဲ့လုပ်ငန်းတွေကိုအတန်းငယ်လေးနဲ့တက်ပြေးစမ်းပါသွားလေ။ဆက်ဖို့ထားရနိုင်ပါစေလို့ဘုလို့ဆုတောင်းနေတယ်။ဒီကိုဘောရတဲ့အားလုံးနဲ့အဖို့အဖို့ရဲ့မွေးနေ့မှာဆုတောင်းပေးတာပို့သွားလိုက်ပါမယ်။ဟာရှင်လေး။နော်။မရှိတဲ့လူတွေကိုလောကရောက်နေတဲ့လူတွေကိုကို့အသက် အပိုင်းချလေးခုအတက်ငယ်ရွယ်ပေမဲ့လင်းရှိပြီးတော့ပါငါကြီးလေးစီအရန်မုံမြတ်တဲ့အလုပ်တွေကိုလုပ်တဲ့အတွက်ကြောင့်ငါကြီးလေးစီစတာတော့အောင်ပြန်ဖြစ်တော့ပါလုံးဝအတက်ငယ်စွာနဲ့ပေါ်ထွက်လာတဲ့ဆယ်လီလူတယောက်ဟာကို့အရေးနောက်ကိုကိုလိုက်လို့မရပါဘူးကိုလန်းကိုသွားမှ ကို့အရေးကကို့နောက်ကိုလိုက်ပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲမေတ္တာတည်လဲပဲအရေးလိုပါပဲကိုကမေတ္တာကိုလိုချင်လို့မေတ္တာနောက်လိုက်လို့မရပါဘူး မေတ္တာနဲ့ဆက်ရှင်တဲ့အလုပ်ကိုလုပ်ပြမှမေတ္တာရိတ်ဟာကိုနောက်ကိုလိုက်ပါတယ်အခုဒီတုတုဆိုတဲ့တကားလေးဟာမေတ္တာနဲ့ဆက်ရှင်တဲ့ပရဟိတအလုပ်ကိုလုပ်တဲ့အတွက်ကြောင့်လူတွေရဲ့မေတ္တာရိတ်ဟာသူ့နောက်ကိုလိုက်လာခြင်းဖြစ်ပါတယ်ယခုလိုပရဟိတတွေလည်းများများလုံနိုင်ပါစေလူတွေရဲ့မေတ္တာကိုလည်းများများရရှိပါစေလို့ဦးစင်းကဆုတောင်းပေးလိုက်ပါတယ်နော်အရှင်ဖေယတပည့်တော်ကယဟန်ဝိပီးတုတ်တန်တစ်ခုမှာတပါးတဲ့အာသုဘတရားအာထုတ်နေခြင်း မိဘဖြစ်သူမှာအကျွေးတွေများပြီးစိတ်ပူလောင်သောကဖြစ်နေတာသိလိုက်ရတဲ့အချိန်ငါလူထွက်ပြီးအမိအကျွေးတွေဆက်ပြီးမယ်ပူလောင်သောကကိုဖြေလျှော့ပေးမယ်လို့ဆုံးဖြတ်ပြီးထိုင်းမှာအလုလုနေပါပြီဖခင်ထိုင်းဘက်6000ကျော်ပေးဆက်ပေးပါပြီနောက်ဘတ်တသိန်းလောက်ဆိုရင်အကုန်ပြေးပါပြီတပြည့်တော်ယဟန်ပြန်ဝင်နိုင်မယ့်အချိန်ကိုရောက်ပါတော့မယ်တပြည့်တော်လူထွက်ပြီးအမိအကျွေးတွေဆက်ပေးနေတာဘယ်လိုကုသိုလ်အကျိုးရှိလဲဖြေပေးပါလားဖခင်အလှအတန်းတွေလှုပ်ချင်တာ မလုံနိုင်ပဲမိဘအတွက်ရသမျှအကျွေးပေးဆက်နေရတော့မလို့ရလို့ဝမ်းနဲ့နေလို့ပါဖရားတဲ့မိဘတွေသားသမီးတို့အပေါ်မှာထားတဲ့မျှော်လင့်ချက်၅မျိုးဆိုတာရှိပါတယ်အဲ့ဒီမျှော်လင့်ချက်၅မျိုးကဘာတွေလဲဆိုရင်၁ဘာတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးကြပေလိမ့်မည်ဟုမျှော်လင့်ခြင်း၂ဘာတို့ဤကိစ္စတွေကိုလည်းဆောင်ရွက်ပေးလိမ့်မည်ဟုမျှော်လင့်ခြင်း၃ဘာတို့ဤဆွေစဉ်မျိုးဆက်တွေလည်းကြာမြင့်စွာတည်လိမ့်မည်ဟုမျှော်လင့်ခြင်း လေငါတို့ဤအမွေကိုလည်းခံယူကြပေလိမ့်မည်ဟုမျှော်လင့်ခြင်းငါငါတို့ကွယ်လွန်သွားတဲ့အခါမှာကုသိုလ်ကောင်းမှုပြုလုပ်ပြီးငါတို့ကိုအမြတ်တမ်းပေးဝေကြပေလိမ့်မည်ဟုမျှော်လင့်ခြင်းတို့ပဲဖြစ်ပါတယ်ဤမျှော်လင့်ချက်ငါမျိုးထဲမှာငါတို့ဤကိစ္စတွေကိုလည်းဆောင်ရွက်ပေးလိမ့်မည်ဟုမျှော်လင့်ခြင်းဆိုတဲ့အချက်ပါပါတယ်အခုလိုမျိုးမိဘရဲ့အကျွေးကိုဆက်ပေးတာဟာဤမျှော်လင့်ချက်ကိုဖြည့်ဆည်းပေးရရောက်တဲ့အတွက်မိဘကျေးဇူးကိုဆက်တာဖြစ်ပါတယ်မိဘကျေးဇူးကိုဆက်တဲ့သားသမီးတွေဟာ လက်ရှိပြစ်ဆုပ်ပံမှာလည်းပဲသူတော်ကောင်းတွေရဲ့ချီးမွမ်းခြင်းကိုခံရပြီးပေလွန်တဲ့အခါမှာလည်းပဲနှက်ရွာသူကတိတို့လာရောက်ရတယ်လို့တန်ယုတ်တနိကေတာဂါထာဝကတန်ယုတ်ပါဠိတော်ဥပါတကဝက်မာတုပောတကတုံးမှာမြတ်စွာဘုရားဟောကြားထားပါတယ်။ဒါဟာမိဘကြီးကျေးဇူးကိုဆက်တဲ့အကျိုးပဲဖြစ်ပါတယ်နော်။အရှင်ဘုရားဘုရားရဲ့ပြောဆိုနေထိုင်မှုကိုဘုရားရှင်လက်ထက်မှာမိသူကရေးသားမှတ်သားထားတယ်လေ။ ဒါမှမဟုတ်ဖျားမရှိတော့တဲ့အခါမှရေးသားထားပါသလားတဲ့အရှင်အာနန္ဒာမထေရမြတ်ကြီးဤမှတ်တမ်းတင်ပြောကြားမှုကြောင့်သိရတာပါအရှင်အာနန္ဒာမထေရမြတ်ကြီးဆိုတာမြတ်စွာဘုရားဤအလုအကျွေးလဲဖြစ်တယ်လို့မြတ်စွာဘုရားနဲ့တဏီတဲ့မွေးတဲ့ပုဂ္ဂိုလ်လဲဖြစ်ပါတယ်သို့တော့မြတ်စွာဘုရားကတတ်တော်80မှာပရိနိဗ္ဗာန်ပြုတယ်အရှင်အာနန္ဒာမထေရမြတ်ကြီးကတတ်တော်120မှာပရိနိဗ္ဗာန်ပြုပါတယ် ်မြတ်စွာဘုရားပြိဋိဘံဆံပြီးလို့နောက်နှစ်ပေါင်း40ကြာတဲ့အထိအရှင်အာနန္ဒာမထေရကြီးရှိပါသေးတယ်မြတ်စွာဘုရားပြိဋိဘံဆံပြီးလို့ပထမသင်္ကာယနာတင်စင်မှာပဲအရှင်အာနန္ဒာမထေရကြီးကမြတ်စွာဘုရားသည်ဤသို့ဟောကြားခဲ့ပါသည်ဤသို့ပြုမူခဲ့ပါသည်စသည်ဖြင့်သင်္ကာယနာတင်၍မှတ်တမ်းတင်ပြောကြားခဲ့ပါသည်အဲ့ဒီလိုမှတ်တမ်းတင်ပြောကြားခဲ့တဲ့အတွက်ကြောင့်ယနေ့တိုင်းမြတ်စွာဘုရားဤပြောဆိုပြုမှုပုံတွေကိုသိနေရခြင်းဖြစ်ပါတယ်နော် ခရိယံဘာသာဝင်ကောင်လေးတယောက်ဗုဒ္ဓဘာသာထဲကိုကူးပြောင်းလာတာမြင်လိုက်တယ်။ဝမ်းမသာဘူးလားဆရာတော်တဲ့။ဝမ်းလဲမသာပါဘူး။ဝမ်းလဲမနေပါဘူး။နော်။ဘာကြောင့်လဲဆိုရင်အရိယာမဖြစ်သေးတဲ့၍ဥစဉ်တို့ပုထုဇဉ်တွေရဲ့တရားတရားဟာမမြဲလို့ပဲဖြစ်ပါတယ်။အခုကြီးညိုတဲ့စိတ်ဖြစ်နေပြီမဲ့အဲ့ဒီကြီးညိုတဲ့စိတ်ကတော်ကြာပြက်ချင်ပြတ်သွားတာပါ။ ကြည်ညိုတဲ့စိတ်ပေါ်ပေါက်နေတဲ့အချိန်ဗုဒ္ဓဘာသာတွေဝင်ရောက်လာပြီးကြည်ညိုတဲ့စိတ်ပြတ်သွားတဲ့အချိန်မှာတော့ဗုဒ္ဓဘာသာတွေကပြန်ထွက်သွားနိုင်ပါတယ်။ဒါကြောင့်အဲ့ဒီအပေါ်မှာဝမ်းသာခြင်းဝမ်းနေခြင်းမရှိပါဘူးနော်။ဗုဒ္ဓဘာသာဆိုတာကအရေးအတွက်ကိုဦးစားပေးတဲ့ဘာသာမဟုတ်ပါဘူး။အတိညာနဲ့စရဏကိုဦးစားပေးတဲ့ဘာသာဖြစ်ပါတယ်။ကိုယ်ွယ်သူအရေးအတွက်ဘလောက်ပဲများနေပါစေဗုဒ္ဓရဲ့အဆုံးအမအတိညာတွေနဲ့ ဆရဏတရားတွေမရှိဘူးဆိုရင်တော့ဝမ်းနည်းစရာပဲဖြစ်ပါတယ်ကိုယ်괴တဲ့သူဘလောက်ပဲနင်းနေပါစေဗုဒ္ဓရဲ့အစုံအမအတိညာဉ်တွေကိန်းပြီးဆရဏတွေရှိနေမယ်ဆိုရင်တော့ဝမ်းသာစရာပဲဖြစ်ပါတယ်နော်ဒါကြောင့်ဝမ်းသာတဲ့ဝမ်းသာထိုက်တဲ့အရာကိုပဲဝမ်းသာပါတယ်နော်ဟုတ်